မျက်စိနာတာကကိုယ်တိုင်အထွတ်အတော်လေးနေရာခတ်တယ်လို့ပဝင်းကျင်ကတူတွေကိုလည်းစိုးထိတ်မှုတွေဖြစ်စေနိုင်ပါတယ်။နားကိုများကူးလိမလားဆိုပြီးပေါ့လူကြီးတွေဆိုရင်မျက်စိနာတဲ့သူကိုတွားမကြည့်နဲ့ကူးတတ်တယ်ဆိုပြီးတားတက်ကြပါတယ်။မျက်စိနာတာကကြည်ုံနဲ့ကူးဆက်တက်လားဆိုတာနဲ့မျက်စိနာတာကိုမကူးဆက်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုပြောပြပေးခြင်းပါတယ်။မျက်စိနာတာကအဖြစ်များသလား ျက်စိနာရဲဆိုတာကအဖင်များတဲ့မျက်လုံးပိုးဝင်ကူးစက်မှုတည်းရဲ့ ठी ပြီးမျက်ခွန်အတွင်းသား tissue တွေကိုရောင်ရမ်းစေနိုင်ပါတယ်။မျက်စိနာတာကမျက်လုံးတစ်ဖက်ထဲမှာထစ်တာမျိုးရှိနိုင်တယ်လို့မျက်လုံးနှစ်ဖက်စလုံးမှာဖြစ်တာမျိုးလည်းရှိနိုင်ပါတယ်။မျက်စိနာတာကဓာတ်မတည့်မှုကြောင့်ဖြစ်နိုင်တယ်လို့ဘက်တီးရီးယားဗိုင်းရပ်စ်နဲ့ပတ်ဝန်းကျင်ကညဉ့်ညမ်းတဲ့အရာတွေကြောင့်လည်းဖြစ်စီနိုင်ပါတယ်။မျက်စိနာတဲ့အခါဖြစ်တဲ့အကြောင်းတရားပေါ်ကိုလိုက်ပြီးမျက်စင်းခတ်တာ၊ဆေးတောက်တာနဲ့ရေတန်တန်နဲ့တန်ဆင်တာ တက်တောင့်တက်တာဖြစ်အောင်ထားတာစသဖြင့်နည်းမျိုးမျိုးနဲ့တက်တာအောင်လှုပ်ဆောင်လို့ရပါတယ်။မျက်စိနိုင်ဘလို့လက္ခဏာတွေခံစားရနိုင်လဲ။မျက်စိနိုင်အခုလိုလက္ခဏာတွေကိုခံစားရနိုင်ပါတယ်။မျက်လုံးအဖြူသားတွေကနီးနေမယ်။မျက်ခွန်းအတွင်းသားတွေရောင်နေမယ်။မျက်ရည်တွေထွက်နေမယ်။အဲ့ရနိုးလာချိန်မှာမျက်ခွန်းနှစ်ခုကခွာမရအောင် မျက်ဝတ်တွေနဲ့ကတ်နေမယ်မျက်လုံးတွေကကျိန်းဆက်ဆက်ဖြစ်နေမယ်မျက်လုံးတွေကရားရံနေမယ်အမြင်တွေဝါးနေမယ် အလင်းကိုမခံနိုင်တာမျိုးဖြစ်မယ်မျက်ခွန်းတွေယောင်တာမျိုးဖြစ်မယ်အဖြူယောင်ဒါမှမဟုတ်အဝါယောင်မျက်ဝတ်တွေထွက်မယ်ဘာရီကများမျက်စိနာစီတာလေမျက်စိနာရတာကအကြောင်းရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်ဗိုင်းရပ်စ်ကြောင့်မျက်စိနာတာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းကဗိုင်းရပ်စ်ကြောင့်ပါဗိုင်းရပ်စ်တွေမှာအထူးသဖြင့်အေးမိဖျားနာတာကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ကိုဗစ်ဗိုင်းရပ်စ်စတဲ့ဗိုင်းရပ်စ်တွေပါဘက်တီးရီးယားကြောင့် ဘက်တီးရီးယားတွေထဲမှာမှ Staphylococcus aureus နဲ့ Haemophilus influenzae Streptococcus pneumonia နဲ့ Pseudomonas aeruginosa တို့ကမျက်စိနာတာကိုဖြစ်စေနိုင်ပါတယ်။ပဝင်းကျင်ကအရာတွေကြောင့်ခေါင်းလျှော်ရည်တွေ အလအကုန်တွေမျက်ခတ်မှန်တွေ ဖုန်မုန့်တွေမြေကုန်းဝိတ်နိုင်ရေကူးကန်တွေကကလိုရင်းတွေကြောင့်လည်းမျက်စိနာနိုင်ပါတယ်။ဓာတ်မတဲမှုထိစေနိုင်တဲ့အရာတွေကြောင့်လည်းမှိုတွေပေါင်းဝင်မုန်တွေနဲ့ အခြားဓာတ်မတဲမှုကိုထိစေနိုင်တဲ့အရာတွေကြောင့်လည်းမျက်စိနာနိုင်ပါတယ်။ပင်ပပစ္စည်းဝင်ရောက်တာကြောင့်လည်းမျက်စိနာနိုင်ပါတယ်။မြေကြီးပြုံးပေဆွတာကြောင့်လည်းဘေဘီလေးတွေမှာမြေကြီးပြုံးပေဆွတာကြောင့်လည်းမျက်စိနာနိုင်ပါတယ်။လင်းကားတစ်စင်ကူးစက်တဲ့ယောဂါတွေကြောင့်လင်းကားတစ်စင်ကူးစက်တဲ့ယောဂါတွေဖြစ်ကြတဲ့ရေယုံဗိုင်းရပ်စ်စီးပူညောင်းကြဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေကြောင့်လည်းမျက်စိနာတာကို ဖြစ်စေနိုင်ပါတယ်။အော်တိုအီမျိုးယောဂါတွေကြောင့် ကိုခံအားဆဲလက်ချင်းချင်းတုံးပြန်တိုက်ခိုက်မှုပြင်းထန်တာကြောင့်လဲမျက်စိနာတာဖြစ်နိုင်ပါတယ်ဖြစ်တော့ဖြစ်ခဲ့ပါတယ်မျက်စိနာတာကကြည်ယုံနဲ့ကူးဆက်တယ်လားဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကြောင့်ဖြစ်တဲ့မျက်စိနာတာတွေကကူးဆက်တတ်ပါတယ်ဓာတ်မတည့်တာတို့ပတ်ဝန်းကျင်ကညဉ့်ညမ်းစေတဲ့အရာတွေကြောင့်ဖြစ်တဲ့မျက်စိနာတာကတော့မကူးဆက်တတ်ပါဘူးဒါပေမဲ့မျက်စိနာတာကကြည်ယုံနဲ့တော့မကူးတတ်ပါဘူးဘာကြောင့်ပဲမျက်စိနာနာမျက်စိနာတဲ့သူနဲ့ အကြည့်ချင်းစုံမိုံနဲ့ကူးတာမျိုးမဟုတ်ပါဘူးမျက်စိနာတာကဘလို့ကူးဆက်တယ်လဲဆိုရရင် ပိုးကြောင့်မျက်စိနာနေတဲ့သူနဲ့နီးနီးကဲ့ကဲ့ထိတွေ့မိတာမျက်လုံးကိုထိမိတာကင်ကြည့်မိတာမျိုးလက်ဆွဲနှုတ်ဆက်တာမျိုးပေါ့ယောဂပိုးရှိနေတဲ့အရာတွေကိုကင်တွေ့ထိတွေ့မိပြီးမျက်နာကိုကင်တွေ့မိရကနေလဲကူးဆက်နိုင်ပါတယ်ယောဂပိုးကန့်ညိနေတဲ့မျက်နှာပြင်တွေအရာဝတ္ထုတွေကိုကင်တွေ့မိပြီးလက်မဆေးပဲ မျက်လုံးကိုထိတွေ့မိတာမျိုးဆောင်လဲကူးဆက်နိုင်ပါတယ်မက်ခတ်မန်မျက်လုံးတစ်ဝိုက်မှာအသုံးပြုရတဲ့မက်ကပ်ပစ္စည်းတွေကိုပိုးစီသူနဲ့မျှဝေသုံးဆွဲမိတာကနေလဲကူးနိုင်ပါတယ်ဘက်တီးရီးယားကြောင့်မျက်စိနာတဲ့အခါယောဂပိုးစီနေတဲ့တုပ်ရည်တုပ်ပိုးနဲ့မိမကိုကထွက်တဲ့အရေးတွေကိုကင်တွယ်ထိတွေ့ထားတဲ့လက်တွေနဲ့မျက်လုံးကိုကင်တွယ်ထိတွေ့မိတာကြောင့်လဲဖြစ်နိုင်ပါတယ်မျက်စိနာတာတတ်တာစေဖို့ မြလုံးနာရာကပုံမှန်အဖေယတရပတ်အနေငယ်ကြမှာတတ်တာတော်တတ်ပါတယ်မျက်စိနာတဲ့အချိန်မှာမျက်စိကိုအနာပေးပါဖုံးတုံးတာတီဗီကြည့်တာကိုရှော့ပါမျက်ဝတ်ထွက်ရင်တီရှူးတန်တန်နဲ့တုပ်ပြီးလွန့်ပြီးပြီးတာနဲ့လက်ဆေးပါမကြာခဏလက်ဆေးပါမျက်လုံးကိုလက်နဲ့ခဏခဏမကင်ပါနဲ့မျက်ရည်ထုမျက်စင်းခတ်ပါ ရေခဲဝတ်ကပ်ပေးလိုက်ရပါရဲ့ရေခဲဝတ်ကတ်တဲ့အခါအဝတ်တန်တန်ကိုတုံးပါ မျက်စိနာတဲ့ဘက်ကို ကပ်ပြီးကောင်းတဲ့ဘက်ကိုထပ်မကပ်ပါနဲ့ပိုးသက်ဆေးပါတာစတီရိုက်ပါတဲ့မျက်စင်းတွေကိုဆရာဝန်ညွှန်ချားချက်နဲ့မှအသုံးပြုပါမျက်စိတစ်ဖက်ကနာပြီးနောက်တစ်ဖက်ကကောင်းနေတဲ့အခါကောင်းတဲ့ဘက်ခြမ်းကို ပိုးမကူအောင်သတိပြုပါရက်အနှဲငယ်ကြလို့မှတက်တာတဲ့အရင်အောင်မပြိုင်ရင်နီးဆက်ရဆရာဝန်နဲ့ပြတာပါမျက်စိနာနေချိန်မှာမျက်ကပ်မှန်တတာ မျက်စိနာတဲ့ဝိုက်ကို ခြေတက်လာရှောင်းပါမျက်စိနာတာကိုမကူးဆက်အောင်ဘလို့ကာကွယ်ကြမလဲကိုပဝင်းချင်မှာမျက်စိနာတဲ့သူရှိရင်ကိုကိုမကူးဆက်စေဖို့မျက်လုံးကိုလက်နဲ့ပုတ်တာလက်ချောင်းတွေနဲ့ကင်တွေထိတွေ့တာမျိုးရှောင်းပါလက်တွေကိုမကြာခဏရေနဲ့ဆက်ပြတုံးပြီးတေချာလေးတန့်စင်ဆေးကြောပါတကူရေသုံးဒီစီးတွေကို မျှဝေသုံးဆွဲတာမျိုးရှောင်းပါမျက်ကတ်မှန်တွေ မျက်လုံးချေတာလက်ပစ္စည်းတွေကို ချားသူနယ်မြတ်သုံးတာမျိုးရှောင်ပါ